အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာဇီရနာရမညာယူသားတော့အောင်မြတ်တာနေနက်ဖွဲ့ကျုံးတဲ့တုံးဆိုတဲ့ဇလန်လေးအစဆုံးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာကျွန်တော်ဦးပြည်တေတို့အိမ်မှာတပတ်ဆယ်လောက်နေပြီးချိန်မှာတော့ ယောဂီဝစ်စုံကတည်သက်စွာဝစ်စင်ထားတဲ့အသက်35နှစ်အရွယ်လူတရားကိုရောက်လာခဲ့တယ်။အစားကတော့တာမန်အလှူခံတယောက်လာတယ်လို့ထင်ထားခဲ့ပေမယ့်ဥပိတေကထို့သူကိုမြင်တော့ဝမ်းသာအားရနဲ့ထပြီးပြေးကြွလိုက်တဲ့အတွက်ဒီလူကဥပိတေရဲ့မိတ်ဆွေတယောက်ဖြစ်မယ်လို့တွေးမိခဲ့တယ်။အဲ့ဒီသူကအိနေရောက်မှာပဲကျွန်တော်ကိုမျက်လုံးဝေယုံစောင်းခဲ့ကြည့်လိုက်ပြီးဥပိတေနောက်တယောက်ရောက်နေပါလားလို့ပြောတာကိုထူးဆန်းစွာကြားလိုက်ရတယ်။ဒီစကားကြောင့်ဥပိတေကဟက်ခနေရေးလိုက်ပြီး ဟုတ်တာပေါ့ဆရာရေဒီကောင်ကကြောက်လူတစိုးတော့မှာဗျာအင်းစိတ်တူကူရူတွေဆိုတော့ကောင်းတာပေါ့ဗျာတောင်းနဲ့ခီးထွက်ဖို့လိုအပ်တာတွေပြင်ပြီးပြီလားပြင်ပြီးပြီဆရာမနေ့ကျရင်မော်လမြိုင်ဆင်းဖို့လေကုံကားတစ်စီးနဲ့ချိန်ထားတယ်ဥပိတေနဲ့ယောဂိဝေလူပြောနေတာတွေကိုကျွန်တော်ကပြူးကြောင်ကြောင်နဲ့ငေးကြည့်နေခဲ့မိတယ်ဘာလို့ဆို မနေ့ပြန်ခီးထွက်မှာကိုကျွန်တော်မသိရဘူးလေနောက်တနေ့မနေ့ရောက်တော့ကွန်ပျူစီးတွေတင်ထားတဲ့ဟိုက်လက်ကားစီးနဲ့ ကျွန်တော်တို့စတင်ခီးထွက်ခဲ့ကြတယ်။တောင်တက်တောင်ဆင်းကားလမ်းကိုအချိန်ကြာမြင့်စွာဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ကော့ဂရိတ်ဟိန္ဒူမြို့ကိုရောက်လာခဲ့တယ်။ပြီးမှဗန်အန်မော်လမြိုင်လမ်းဟောင်းအတိုင်းဆက်ထွက်လာခဲ့ရာညနေဆောင်အချိန်မှာတော့ဝန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မော်လမြိုင်မြို့ကိုရောက်လာခဲ့ပါတော့တယ်။မော်လမြိုင်မြို့ကိုရောက်တော့အောင်မြတ်တာကနာဂဝီတာတောင်တန်းပေါ်မှာတည်ထားတဲ့ဈေးတစုကိုသွားဖူးခြင်းလေကြောင်းပြောတာကြောင့်ဥပိတေကကားသမားကိုအခါချင်းဝေပူပေးပြီးတောင်ပေါ်တန်းဘက်ကိုမောင်းခိုင်းခဲ့တယ်။ စိမ့်လဲဆူပြင်းနေတဲ့သစ်ပင်တန်းတွေအဆောက်အဦတွေကိုကြော့ဖြက်လာပြီးချိန်မှာတော့ငကားနှစ်ကောင်အမောက်ထောင်ထားတဲ့မဟုတ်တကူးရှိကိုရောက်လာခဲ့ရာကားဆရာဒီမှာပဲရဲလိုက်တော့ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်တို့လေကားဆရာရပ်ပြီးတဲ့နေရာမှာဆင်းပြီးပုံဝင်ချင်းကိုကြည့်လိုက်ရာငကားမောက်စီဒီဆိုတဲ့ဆိုင်းပုတ်ကိုမြင်လိုက်ရတယ်လို့ကုန်းမြင့်ပုံမှာလေရွှေအောင်တဝင်းဝင်းနဲ့တက်ပယ်နေတဲ့ဈေးတစုကိုနှလုံးအေးချမ်းစွာဖူးမြင်လိုက်ရပါတော့တယ်ဒီအချိန်မှာပဲယောဂီဝေလူက စီရီရဲ့လီကားတွေကနေဥဆောင်တက်သွားတာကြောင့်ကျွန်တော်တို့လည်းနောက်ကနေလိုက်တက်သွားခဲ့ကြတယ်။ဈေးရင်ပြင်ပေါ်ကိုရောက်မှာတော့ယောဂိဝေလူကပဝင်းကျင်ကိုဟိုကြည့်တီကြီးလှုပ်ပြီးခလေးတွေအတော်ဆိုးကြတာပဲလို့ရေုပ်လိုက်တာကိုကြားလိုက်ရတယ်။ဒီစကားကြောင့်ကျွန်တော်အံ့ဩသွားပြီး ဥပိတေနာကိုကတ်ခါခလေးတွေလည်းတယောက်မှမတွေ့ပဲဘသူကိုပြောတာလဲလို့မေးလိုက်ရာ ဥပိတေကဟက်ခနေရေးလိုက်ပြီးဆရာကဒီစီမှာရှိတဲ့တိုင်နေရှင်ခလေးတွေကိုပြောတာနေပါလို့ပြောလိုက်တော့မှ ကျွန်တော်အနေနဲ့သဘောပေါက်သွားခဲ့တယ်။ခဏနေတော့ဇီရီရဲ့အနောက်ဘက်ကနေဇင်းချန်လျှောက်လာတဲ့ဖုန်ကြီးတစ်ပါးကိုမြင်လိုက်ရပြီးယောဂီဝေလူကဖုန်ကြီးကိုတွေ့တော့လက်အုပ်ရှိကအနားကပ်သွားပြီးအရှင်ဖေဟာသာသနာပြုလုပ်ငန်းတွေလုပ်ရတာအဆင်ပြေရှုံးမွေပါရဲ့လားလို့မေးလိုက်ရာ ဖုန်ကြီးကခေါင်းကိုအနေငယ်ညှိပြပြီးတကားတကမတွေအဆောင်လျှောက်တွေရဲ့ကူညီဖိမမှုကြောင့်အဆင်ပြေပါတယ်တကားလေးတော်ပေမဲ့ဖုန်ကြီးဖြစ်ရှင်တဲ့ဆန္ဒတကူကရှိနေသေးတယ်သင်ပါဗျာ တပည့်တော်ကအရှင်ဖျားဖြစ်စေခြင်းတဲ့အရာကိုဖြည့်ဆည်းပြရမယ့်တာဝန်ကိုယူထားရပါတယ်။ဒါကြောင့်ဆရာတော်ဖျားစိတ်ထဲရှိတာကိုမိန့်တော်မူပါဗျာ။အင်းဒကာလေးတို့လာမယ်ဆိုတဲ့အကြောင်းဒကာမဲတော်ကြီးကြိုးပြောထားလို့ဖုန်းကြီးကစောင့်နေတာ။ကဲကဲကျောင်းလေးဝင်ကြအောင်။ဆရာတော်ကဇေယီပေါ်မှာဆောက်လုပ်ထားတဲ့ကျောင်းလေးကိုခေါ်သွားပြီးအတီးနှံအချူကြီးမုတ်တွေနဲ့အက်ခံခဲ့တယ်။ကျွန်တော်တို့လည်းဆရာတော်ကြွမွေးတဲ့မုတ်ပဲသေးစားတွေကိုစားပြီးချိန်မှာတော့ယောဂီဝေလူကကျောင်းပေါက်ဝါကိုကြည့်ပြီး ကလေးတွေကကျွန်တော်လာတာကိုအံ့ဩနေကြတယ်။အခုလည်းအထူးဆန်းလာကြည့်နေကြပြန်ပြီ။ဟုတ်တယ်တကားလေး။သူတို့ကရမ်းဆဆူကြတာ။ဒါတော့ဖုန်းကြီးអော်ထားလို့။ဟုတ်ရင်ဒီထက်ပူဆိုးတယ်။ကလေးတွေကတော်များပြီမေ။ရှစ်ဖို့ကောင်းကြပါလေ။ဖုန်းကြီးရဲ့သာသနာပြုလုပ်ငန်းတွေမှာဒီကလေးတွေကတရောင်းတက်နေရမှာပါဝင်ခဲ့ကြတယ်လေ။ဒါကြောင့်သူတို့အတွက်နေရာလေးလုံထားပေးတာ။ဒါနဲ့တကားလေးတို့ဖုန်းကြီးအိမ်မဲအကြောင်းပြောပြရအောင်မေ။တင်မဖေဟာမိန်တော်မူပါ။ ယုံငွေတဲ့တလားလောက်ထဲကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုတရရှားဆိုသလိုမှတ်နေခဲ့တယ်။အိမ်မက်ထဲမှာယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ကဖုန်းကြီးကိုတွန်းနေတဲ့ခေါ်သွားခဲ့တာ။လမ်းတစ်လျှောက်မှာလည်းတက်တန်းရည်တစ်ပင်တွေဆိုတာအများကြီးပဲ။ဖုန်းကြီးလည်းသူတို့ခေါ်တဲ့နောက်ကိုလိုက်သွားတော့လူကြီးနှစ်ဖက်စာလောက်ကြီးမာတဲ့ကျုံနဲ့တုံးနှစ်တုံးကိုမြင်လိုက်ရတယ်။သူတို့ကဖုန်းကြီးကိုကျုံနဲ့တုံးလှူကျင်တဲ့အကြောင်းမျက်ရည်လေရွယ်နဲ့ပြောခဲ့တယ်။ဖုန်းကြီးလည်းဒီလောက်ရှိတဲ့ကျုံနဲ့တုံးကိုဘလို့သေးရမလဲ။နောက်ပြီးကျုံနဲ့တုံးကဘမှရှိတာလဲလို့မေးတော့ ဘကူးယုံမအတွင်းဘက်တနေရာမှာရှိတယ်ဆိုတဲ့အကြောင်းပြန်ပြောခဲ့တယ်။အဲ့မှာဖုန်းကြီးအိမ်မက်ကနေလန်နိုးလာတာဒီနေ့အထိပဲ။တင်မဖေဟာတပည့်တော်အမြင်ရဆိုရင်သူတို့ကကျုံးတဲ့တုံးကိုလူချင်းပင်မဲ့ကိုရံရောက်လာလူဖို့အခက်အခဲဖြစ်နေတာထင်တယ်။ဟုတ်တယ်တကားလေသူတို့ကကျုံးတဲ့တုံးရှိတဲ့နေရာကိုအတိအကျပြောမရဘူးလို့လည်းပြောတယ်။တကယ်လို့လာယူမဲ့သူချင်းသူတို့ကူညီပေးမယ်တဲ့။ဖုန်းကြီးလည်းဒီဘက်မှာအလုပ်တွေရှိနေတော့ဘကူးယုံမတွေကိုကြောက်ဖို့ဆိုတာအချိန်ပေးနိုင်သေးဘူး။ တကူးရှိတာကနေရာတိကျသိရရင်တော့ဘုန်းကြီးကိုယ်တိုင်ကြွမှာပါ။တင်မဖေဟာတပည့်တော်တို့လည်းအရှင်ဖျားရဲ့ဆန္ဒကိုပြည်စည်းပေးဖို့အတွက်စ조사ပေးပါမယ်။အိမ်မက်ထဲမှာလာလှူတဲ့ကျုံးနဲ့တုံကိုရှာတွေ့မယ်လို့လည်းယုံကြည်ပါတယ်။အေးတာရုတာရုတာရုဒါကလေးတို့ကူညီနိုင်မယ်ဆိုရင်ဘုန်းကြီးအနေနဲ့အတိုင်းထက်လို့ဝမ်းသာမိမှာပါ။တပည့်တော်တို့အတက်နိုင်ဆုံးစ조사ပေးပါမယ်။ကောင်းပါပြီဒါကလေး။ဘုန်းကြီးလည်းသတင်းကောင်းစောင့်မျှော်နေပါမယ်။ကပ္ပရာကြီး အဲ့တဲ့တွေကိုအိမ်မက်နေအောင်စီစဉ်ပေးလိုက်ပါဦး။ဆရာတို့စကားကြောင့်မလန့်မကန့်မထိုင်နေတဲ့ကက်ပီယာကြီးကလက်ဝှက်ရှိကခေါင်းငိမ်ပြလိုက်ပြီးကျွန်တော်တို့ကိုကြောင်းနောက်ဘက်အိတ်ဆောင်ကိုခေါ်သွားခဲ့တယ်။ညာရောက်တော့ကျွန်တော်ရဲ့ဥပိ္ပတေရဲ့ယောဂီဝေလူရဲ့ရောက်တဲ့ရာစကားပြောနေခဲ့ရမှာထိုသူရဲ့နမည်ကအောင်မြတ်သာဆိုတာသိခဲ့ရတယ်။ညာနဲ့ပိုင်ရောက်တော့အောင်မြတ်သာဆိုတဲ့လူကပရိဒဂုံကိုလက်မှတ်ခံပြီးစီဘက်ကိုထွက်သွားခဲ့တယ်လို့ ဥပိတေကလည်းပြေကြီးစသသောကိုမတုံးမကျဲတန်နဲ့ရုတ်ဖက်ပူဇော်နေခဲ့တယ်။ကျွန်တော်လည်းဥပိတေရုတ်ဖက်နေတဲ့တရားသံကိုနားထောင်ရင်းမိကနေအိပ်ပျော်သွားတဲ့အချိန်ရှင်မကိုလာနှုံနိုးလာကြောင်းငောက်ခနဲထားထိုင်လိုက်ရာပစိုးနဲ့တီချက်လေကရုံးဝစ်ထားတဲ့ကလေးတယောက်ပြစ်နေတာမြင်လိုက်ရတယ်။ကလေးလေးကကျွန်တော်ကိုရှစ်စပွေကြီးပြပြီ။ဟူတားနဲ့လာကစားပါလားလို့မပီကလာပီကလာပြောတာကြောင်းမျက်လုံးကိုပုတ်လိုက်ပြီ။ညာဘက်ကြီးဘလို့ကစားရမှာလဲ။ ငါကလေးတွေနဲ့မကစားတတ်ဘူးလို့ပြောလိုက်ရာကလေးငယ်ကငုံမဲမဲမျက်နှာနဲ့ကြောင်းပြင်ကိုထွက်သွားခဲ့တယ်။ဘလို့လဲကိုခင်မောင်ကလေးတွေကချစ်ဖို့ကောင်းတယ်မဟုတ်လား။ရုတ်တရက်ထွက်လာတဲ့အတန်းကြောင်အပြင်ကိုကြည့်လိုက်ရာဗရီကုန်းကိုလက်မှတ်ပေးရင်ဝင်လာတယ်။အောင်မြတ်တာကိုမြင်လိုက်ရတယ်။အတော်ဆိုးတဲ့ကလေးတွေပြားအဲ့နေတာကိုအတင်းနှိုးရတယ်လူသူတို့ကဧည့်သည်လာရင် ပြောကြတယ်လေခုနကတော့ကျုံစင်းညံချောင်းနေတော့အနောက်ကနေလုံကြီးစကံပြီးလိုက်နေကြတာ ။တကယ်ညနှစ်နာရီလေးထုံးနေပြီဆိုတော့ပြန်အိပ်လိုက်အောင်။မနေ့ကျရင်ဘကူးဘက်သွားအောင်မယ်မဟုတ်လား။အောင်မြတ်တာစကားကြောင့်ကုခေမောင်လေးဆောင်းကူခေါင်းမှုချုံပြီးအိပ်လိုက်ရာခဏလေးအတွင်းအိပ်ပျော်သွားခဲ့တယ်။မနေ့အာယုံတက်ချိန်ရောက်တော့ကပ္ပိယကြီးပြင်ပေးထားတဲ့မနေ့စာကိုစားနေတဲ့ချိန်ဆရာတော်ရောက်လာခဲ့ပြီ။ဒကာကြီးတို့ခီးသွားဖို့ကာစီစီစဉ်ပေးထားတယ်။သူကပဲဘကူးယုံမအစတီလိုက်ဖို့ပေးလိုက်မယ်။တင်မဖေဟာကျွန်တော်တို့လည်းမနေ့စာစားပြီးတာနဲ့ ဆီယာရိုစီစဉ်ပေးတဲ့ကားပေါ်တခါမော်လမြိုင်မျိုးကနေတဆင်စတင်ထွက်ခွာခဲ့ရာနေ့လယ်နှစ်နာရီလောက်ရောက်မှာတော့ဘကူးယုမအဆက်ကတစ်တော်ဂျိုဝိုင်းတစ်ခုစီကိုရောက်လာခဲ့ကြတယ်ဂျိုဝိုင်းအဆက်ကိုရောက်တော့ကားဆီယာကတစ်တော်ရာရှိတွေနေတဲ့တန်လျားကိုမောင်းနှင်သွားပြီးဖုန်းနှစ်ချက်တီးလိုက်ရာအထဲကနေအယက်မြင့်မြင့်အသားညွညွလူတရားကိုခပြခရာပြေးထွက်လာပြီးဆီယာမူရုလာမယ်ဆိုလို့စောင့်နေတာဟုတ်တယ်ကိုမြင်စို့ရီလမ်းမှာကားတွေပိတ်တာနဲ့နောက်ကျသွားတာ ။ဒါပြအထက်ဝင်ကြအောင်။ပေါ်ယူတဲ့ပုံစံရှိတဲ့လူကကျွန်တော်တို့ကိုထဲခေါ်သွားပြီးကော်ဖီနဲ့မုတ်ထီချကအဲ့ခံခဲ့တယ်။ဒါကဆရာတော်ပြောတဲ့သူတွေထင်တယ်။ကျွန်တော်နမီကမြင်ဆိုပါ။တတော်ထာနာမှာတောအကြီးမြင်ဆိုဆိုလူတိုင်းသိပါတယ်။တွေ့ရတာဝမ်းသာပါတယ်။ကျုံနမီကအောင်မြတ်တာပါ။သူတို့ကဥပိ္ပတေနဲ့ကိုခင်မောင်လို့ခေါ်ပါတယ်။ဟုတ်ကဲ့ဗျာ။ကိုအောင်မြတ်တာတို့ကဆရာတော်အိမ်မက်ထဲမှာမြင်ရတဲ့ကျုံးနဲ့တုံးကိုလာချာကြတာလို့ကြားရတယ်။ ကျွန်တော်တို့လည်းဆရာတော်မင်းလူတော်ထဲမှာလိုက်ရှာပေးခဲ့ဘူးပဲမြေအဲ့ဒီရွယ်စားကိုတော့မတွေ့ခဲ့ရဘူးဒါမျိုးကလူတိုင်းချလို့မတွေ့နိုင်တဲ့အရာတွေမှပါတယ်လေဆရာတော်ပြောပုံအရလာလူတဲ့သူနှစ်ယောက်မှအခက်ခဲတရှို့ရှိပုံရတယ်ဘလို့အခက်ခဲလဲဗျနေမြစည်းအခက်ခဲလို့ပြောရမယ်ထင်တယ်သူတို့လောကမှာလေကွန်မြင်စိုးတို့လိုယာရူအစင်းလိုက်ခွဲထားတာမျိုးတွေရှိတယ်လေသူတို့ကပေးဝေ့ကြည့်ပေးမယ်လေသူတို့ထက်ကပုံကူတွေကပေးမွေနာမျိုးပေါ့ ရဆူကိုအောင်မြတ်တာတို့ကနေရာတိကျမသိပဲဘလို့ရှာရမလဲ။တော်ရဲမှာဒုက္ခရောက်နေပါဦးမယ်။ပြီးစဉ်ကြီးကားရတော့မှာပေါ့ကိုမြင်ဆိုရ။ဆရာတော်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ကကျုပ်တို့တောင်းဝင်မဟုတ်လား။တော်ရဲရောက်ရင်လည်းအဆဆရရာယူဆိုင်ကြအောင်ဗျာ။လူဝဲတဲ့ရိတ်ခါပစ္စည်းနဲ့အခြားသုံးဆောင်တွေလည်းကျုပ်ထည့်ပေးလိုက်ပါမယ်။ဟုတ်ကဲ့ဗျာ။အခုလို့တကူလူသားစီစဉ်ပေးတာကိုပဲကျေးဇူးတင်နေပါပြီ။ရပါလေဗျာ။ဒါနဲ့ကိုအောင်မြတ်တာတို့ဘယ်ချိန်တော်ရဲဝင်ကြမလဲ။ မနေ့ပြေမနေ့စောစောဝင်မဲလို့စဉ်းစားထားတယ်။ဒီညတော့လိုအပ်တာတွေလုံးရအောင်မယ်လေ။အောင်မြတ်တော်ရဲ့လိုအပ်တာတွေလုံးရအောင်မယ်ဆိုတဲ့စကားကိုကျွန်တော်နားထောင်ပြီးမနေ့ပြန်ကြုံရမယ့်အရာတွေကိုကြိုတင်ကစဉ်းစားနေခဲ့တယ်။ညရောက်တော့အောင်မြတ်တော်ကကျွန်တော်နဲ့ဥပိ္ပတေကိုခေါ်ပြီးကြာချထားတဲ့အမုံရှုကိုတိုက်ကြွေးတာငါးပါးတီလာခံယူခိုင်းခဲ့တယ်။ပြီးတော့လည်းမှိုင်းကန်စက်ကူတရွက်ကိုမြူခိုင်းပြီးတော်ရဲရောက်တဲ့အခါလိုင်းနာရမယ့်စီကန်ရှုကိုပြောပြခဲ့တယ်။ဒီလိုနဲ့မနေ့အာယုံတက်ချိန်ရောက်မှတော့ တော့ကြီးဦးမြင့်စိုးစီစဉ်ပေးထားတဲ့ရိတ်ခါရှိုးနဲ့အုံးဆောင်ရှိုးကိုယူကစတင်ထွက်ခွာခဲ့ပါတော့တယ်။ဘူယူမကြီးအဆက်ကိုရောက်တာနဲ့ဥပိတေကဒါရချောင်းကိုထုတ်ယူပြီးလမ်းမမရအောင်အမှတ်သားလုံးနေခဲ့တယ်လို့အောင်မြတ်သားကလည်းမျက်လုံးမိတ်ကတောဆောင်တဲ့တောင်ဆောင်တဲ့တွေကိုတိုင်တဲမြတ်တာပို့နေခဲ့တယ်။ခဏနေတော့အောင်မြတ်သားကရှေ့ကနေဦးဆောင်ပြီးပိုင်းညို့အုပ်ဆိုင်နေတဲ့တောအထဲကိုရှေလန်းကျဲကြီးတွေနဲ့ဝင်ရောက်သွားခဲ့တယ်လို့ကျွန်တော်နဲ့ဥပိတေကလည်းအနောက်ကနေထက်ချက်မကွာလိုက်ပါခဲ့ကြတယ်။ လေတပန်းရောက်တဲ့အထိထူးခြားတာမျိုးမကြုံရပေတောကောင်ငယ်လေးတွေဖြစ်တဲ့ဂျေယုံတောချက်အရှိုးရဲ့တောလာနေမှုကိုကြုံခဲ့ရပေမဲ့ယနေ့ဆောင်ရောက်မှာတော့ကြာဟင်းတန်ကျက်တဲ့အော်တန်တွေကိုစတင်ကြားလာခဲ့ရတယ်ရုံမအတွင်းဘက်ရောက်လေလေအေးတက်ကတိတ်သေးလေလေဖြစ်တာကြောင့်ညနေ9နာရီရောက်မှာတော့ခီးစဉ်ကိုရက်လိုက်ပြီးပြင်းမပင်တပင်ရဲ့အောက်မှာစရေချအနားယူခဲ့လိုက်ရတယ်ကျွန်တော်ကညာိုက်ဖို့အတွက်အနီးနားမှာရှိတဲ့ထင်းချောက်တွေကိုစူးစိပြီးမိဖို့ဖို့လုံးနေတယ်လို့ ဥပိတ္တိကဝပူရှုခုတ်ခါရင်ွေးဦးတက်ဖို့ပြင်ဆင်နေခဲ့တယ်။အောင်မြတ်သားကတော့ပြင်းမပင်ရဲ့ပင်းစဲပက်လေကိုလှက်ပတ်သွားပြီးဒိုရှောင်းနဲ့ဝိုင်းနေခဲ့တယ်။ညရောက်တော့ကျွန်တော်တို့လည်းတိုးကြီးထက်လာပြီးတဲ့ရိခါရှုကိုစားတော့ပြီးအနားယူနေတဲ့အချိန်အလံမကမ်းမကြီးရဲ့အမောင်လူတွေကနေလူတယောက်ရက်ကြည့်နေတဲ့ပုံစံကိုဖြက်ခနဲမြင်လိုက်ရတယ်။ဒီမြင်ကွင်းကြောင့်ဘေးမှချထားတဲ့ဓမီနဲ့ထိုးကြည့်လိုက်ရလူရိတ်ကအနားကရှုံနေလှစ်ခနဲပြေးဝင်သွားတာကြောင့် အိနေရကနေထလိုက်ပြီးဟိုနားမှာလူတယောက်ကျွန်တော်တို့ကိုလာကြည့်နေတယ်ဗမာလေးခင်ပေါင်းရကျွန်တော်တမီးနဲ့ထူလိုက်လို့ရှုံလေးပြေးဝင်သွားတယ်ကျွန်တော်နဲ့ဥပိတေကိုစကားပြောနေတဲ့အချိန်အောင်မြတ်တာရောက်လာခဲ့ပြီးတိုးတောင်းနေမှဆိုတော့မြင်ရမမြင်တဲ့အရာတွေရှိကြတယ်လေသူတို့ဒီထဲကိုမွေးနိုင်အောင်လို့ကြုံစီမံထားပါတယ်ခင်ဗျားတို့လည်းဘာကြောင့်ရှိရှိအပြင်မထွက်နိုင်အောင်ဟုတ်ကဲ့ဆရာကျွန်တော်တို့လည်းမထွက်ပါဘူး အောင်မြတ်တာကဥပိ္ပေစကားကြောင့်ဘာမှဆန်ပြောတော့ပေဗရီးကိုတကြောက်ကြောက်စိတ်ခါတစ်ပင်အောင်မှာဇင်းညံ့ချောင်းနေခဲ့တယ်။ဒီလိုနဲ့ညာတကောင်ရှင်လူတယောက်ဆူဆူဝါးအော်တန်ကြောင့်ကျွန်တော်တို့လန်နိုးလာခဲ့ရအောင်မြတ်တာကစီးပင်ဘက်ကိုလညို့ထုတ်ပြီးအောင်ငေါက်နေတာမြင်လိုက်ရတယ်။ဆရာဘာပြက်တာလဲ။တော်ကြီးတေးတဲ့ကောင်အနားကက်လာလို့မောင်းထုတ်နေတာပါ။ဒီကောင်လေးကတော်ပြောရခက်တဲ့ကောင်လေး။အောင်မြတ်တာစကားကြောင့်ကျွန်တော်ကျိုးရင်းစင်ကလေးဖြစ်သွားပြီး အမောင်တို့ဘက်ကိုဟိုဒီဒီလိုက်ကြည့်နေခဲ့မိတယ်။ကိုခင်မောင်အင်းပြောတော်ဘူးထင်တယ်။ဟုတ်တယ်ဆရာကိုနေ့ကအိတ်ထားလို့တိတ်မိတ်ရှင်သေးဘူး။ကျွန်တော်နဲ့ဆရာအောင်မြတ်သားတို့စကားပြောနေတဲ့အချိန်အင်းပြုံနေတဲ့ဥပိတ်တီနိုးလာတာကြောင့်စကားဝိုင်းကထင်မှတ်မထားပဲစူညံသွားခဲ့တယ်။ညနှစ်ချက်တည်းအချိန်လောက်မှာတော့အောင်မြတ်သားကဗလမကန်ကတစ်ပင်တပင်ကိုလက်ညှိုးထိုးပြပြီးကိုနေ့ကအေးရီပင်ပေါ်မှာလူတယောက်ထိုင်နေတာမြင်လိုက်ရတယ် ျုပ်ကမြင်တော့မျက်လုံးကိုအဆောင့်တန်းပြူပြပြီးလက်ရက်ခေါနေသေးတာသူတို့ရှိချောင်ပြလာလားဆရာဟုတ်ရင်လည်းဟုတ်မှာပေါ့အချင်းကနှစ်ချက်တီးတောင်ကြောတော့မယ်ကျုပ်ခေါ်ထားတဲ့လူကအခုထိရောက်မလာသေးပါလားဆရာကဘသူ့ကိုခေါ်ထားရလဲကျုံနဲ့တုံးနဲ့ပတ်သက်ပြီးသိနိုင်မဲ့ပုဂ္ဂိုလ်တယောက်ကိုခေါ်ထားတာပါ သူလာရင်ခမားတို့လည်းမြင်ရပါလိမ့်မယ်အောင်မြတ်တာရဲ့စကားကြောင့်ဥပိတ္တိနဲ့ခင်မောင်တို့အချင်းချင်းကြီးလိုက်ပြီးခေါ်ထားတဲ့လူက ဘလိုပုံစံနဲ့ဘဲကနေထွက်လာမလဲဆိုတာကိုသိချင်နေခဲ့ကြတယ်။ညသုံးချက်ဒီအချိန်ရောက်မှာတော့ကျေလောင်တဲ့ကြားဟိတ်တဲ့တစ်ချက်ကိုကြားလိုက်ရပြီးပဝင်းကျင်မှာလည်းကြောက်လန့်တကြားထွက်ပြေးနေတဲ့ခြေတံတွေဥတုထွက်ပေါ်လာခဲ့တယ်။ဆရာခြေခြေတံတွေရောကြားဟိတ်တံတွေရောကြားနေရပါလား။ခင်မောင်ကအလန့်တရားပြောပြီး အောင်မြတ်တာနာကိုပြေးကလိုက်တယ်လို့ဥပိတေရဲ့မျက်လုံးတွေကလည်းအမောင်လူတွေကိုစူးရဲစွာစိုက်ကြည့်နေခဲ့တယ်။ကြားဟိတ်တံကနီးတဲ့နီးလာခဲ့တဲ့အချိန် အမောင်လူတွေကနေအဝတကန်အမေတကန်ကိုရောင်ကြားတကောင်တော်ကနေခုံထွက်လာခဲ့တယ်။ကိုရောင်ကြားရဲ့ကြောပေါ်မှာတော့မုတ်စိတ်ဖြူစပင်ဖြူနဲ့ဘိုးဘိုးတယောက်ကတောင်ဝေးတချောင်းကိုထောက်ခါလိုက်ပါလာခဲ့တာကိုလေအာအသင့်ဖွယ်မြင်တွေ့လိုက်ရတယ်။ကိုရောင်ကြားနှစ်တူပါလာတဲ့ဘိုးဘိုးကအောင်မြတ်တာတားထားတဲ့စီးနှောက်ကိုအရောက်ကြားပေါ်ကနေလွှားကနေခုံဆင်းလိုက်ပြီးဆရာလေးအဖိုးကိုပေးဖိတ်တာဘာအကြောင်းများရှိလို့လဲလို့နူးညံ့စွာပြောတာကိုကြားလိုက်ရတယ်။ အောင်မြတ်တာကအဖိုးစကားကြောင့်စီနာဥသွားပြီးလက်ကိုရမ်းလိုက်ရာတားထားတဲ့စီကသုံးပေခန့်ကွာထွက်သွားပြီးဝင်ပေါက်တစ်ခုပေါပေါက်လာခဲ့တယ်။အဖိုးကအောင်မြတ်တာလက်ပေးလိုက်တဲ့စီပေါက်ထဲကိုအင်ဒီရစွာ ဝင်ရောက်လာခဲ့တယ်လို့ကိုရောင်ကြားကလည်းတလှန်ချင်းဝင်ရောက်လာခဲ့တယ်။အဖိုးကယူမတောင်ဆွဲကိုစောင်းချောက်တဲ့တောင်ပိုင်ဖိုးမများလား။ဟုတ်ပါတယ်ဆရာလေး။ဆရာလေးပြဖိတဲ့အချိန်အဖိုးတရားထိုင်နေလို့ချက်ချင်းမလာဖြစ်ခဲ့တာပါ။ကျုပ်လည်းထင်မိပါတယ် အဖိုးကိုပေးဖေးရတဲ့အကြောင်းကရုံးမတော်ထဲမှာနတ်ဆောင်နဲ့ကျုံးတဲ့တုံးအကြောင်းမေးချင်လို့ပါဆရာလေးကဘယ်ကျုံးတဲ့တုံးကိုမေးချင်တာလဲရုံးမတော်ထဲမှာကတာမန်လူတွေမမြင်အောင်ဖွက်ထားတဲ့ကျုံးတဲ့တုံးတွေရှားနေရှိပြီးရှိတယ်လေအဖိုးကိုစကားကြောင်းအောင်မြတ်တာကဖြစ်ချောင်းကုန်စင်ကိုအချင်းချင်းပြောလိုက်ရာအဖိုးကဖြူခွေးနေတဲ့မျက်ခုံးမွေးတွေတွန်းတဲ့အထိစဉ်းစားလိုက်ပြီးဆရာလေးပြောတာမွေကားမောင်နှမဆောင်ချက်တဲ့ကျုံးတဲ့တုံးကိုပြောတာဖြစ်မယ်သူ့အရွယ်ကလူကြီးနှစ်ဖက်စာလောက်ရှိတယ်မဟုတ်လား ဟုတ်ပါတယ်ဘူးကျုပ်တို့ကအဲ့ဒီကျုံးနဲ့တုံးကိုရှာဖို့လာကြတာပါအဲဆရာလေးတို့လာချတဲ့ကျုံးနဲ့တုံးရဲ့ပန်းရှင်တွေကစိတ်နှလုံးပျော်ပြောင်းပေမဲ့ကျုံးနဲ့တုံးရှိတဲ့နေမြေဒေသကတော့အရန်ကိုကြက်တန်းလုံးနေအဲ့ဒီနေမြေတစ်ချောင်းမှာလေအလို့ကိုစိုးသွမ်းတဲ့အဆောင်အချောက်တွေပေါ်များတဲ့ဆရာလေးအဖိုးရဲ့စိုးရိမ်ပူပန်မှုကိုအတိမတ်ပြုပေမဲ့အလို့ရှင်တွေရဲ့ဒါနကိုအထမြောက်ကျုပ်တို့ကူညီပေးရလိမ့်မယ်အဖိုးအနေနဲ့ကျုံးနဲ့တုံးရှိတဲ့အရက်ကိုလမ်းပြပေးလို့ရမှာ ဖိုးတက်ကတော့လမ်းပြဖို့ကမခက်ခဲပါဘူး။ဆရာလေးတို့မနဲ့မူးလေးရင်တောင်ဘက်စုစုကိုသွားပါ။လမ်းဆုံးရင်နှစ်ချို့ပြင်ကလေးပင်တပင်ကိုတွေ့လိုက်မယ်။အိမ်နေရာရောက်တာနဲ့အရှိတ်စုစုကိုလမ်းထွင်ပြီးသွားပါ။လမ်းဆုံးရင်တော့တောင်ကျရေတွေစီးစင်းနေတဲ့ရေတံခွန်တစ်ခုကိုတွေ့လိုက်မယ်။ဆရာလေးတို့ရှားနေတဲ့ຢာကရေတံခွန်ရဲ့အောက်ရှိမှာရှိပါတယ်။အခုလိုလမ်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘူး။ကျောင်းအင်းနဲ့ပြူးပြူးသမျှကုသိုလ်ဖို့ပါကားဦးအဖိုးအတွက်အမြပေးဝေပါတယ်။တာရုတာရုတာရု ဆရာလေးတို့လည်းလမ်းတစ်ချောင်းဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဖိုးကအောင်မြတ်တာတို့ကိုကြည်လင်တဲ့လေတံနဲ့စူပေးပြီးကိုးတော်ကြဘို့ကိုတက်ခါတော်အတွင်းဘက်ကိုဝင်းရောက်ပြောက်ွယ်သွားပါတော့တယ်။အောင်မြတ်တာတို့လည်းမိုးလင်းတာနဲ့တောင်ပိုင်းဖုံးညွန်ပြတဲ့လမ်းအတိုင်းခီးထွက်လာခဲ့ရာနေ့လယ်နှစ်နာရီလောက်အချိန်မှာတော့လူကြီးသုံးဘက်စာခန့်ကြီးမာတဲ့ပြင်ကရိုးပင်တစ်ပင်ရှိရာကိုရောက်လာခဲ့ကြတယ်။ပြင်ကရိုးပင်ကနေရှေလန်းတရာခန့်ဆက်သွားပြီးချိန်မှာတော့ မူသားကချက်ချင်းအုံမိုင်းလာတာကြောင့်အနားမှာရှိတဲ့ရေကောင်းတဲ့တစ်ပေတပင်အောင်မှာသုံးယောက်သားခိတ္တအနားယူခဲ့ကြတယ်။အနားယူနေတဲ့အချိန်အောင်မြတ်တာကကောင်းကင်ကိုမိုးကြည့်လိုက်ပဝင်းကျင်ကိုကြည့်လိုက်နဲ့လုံနေရင်ပြဿနာကတော့စပြီတင်နေ။ကျုပ်တို့ဒီနေတဲ့ကိုဝင်လာတာမကြိုက်တဲ့သူတွေရှိနေပြီလို့ပြောလိုက်တာကြောင့်ကျွန်တော်နဲ့ဥပ္ပေတွေလည်းအချင်းချင်းကြည့်လိုက်ကြတယ်။ခဏနေတော့ကောင်းကင်ထက်ကနေလေပြင်းနေတူမိုးသီးမိုးပေါက်တွေကျလာပြီးပဝင်းကျင်တို့ခုလုံးလေတကိုင်းကျိုးကြတဲ့မိုးရှင်းတံတွေနဲ့စူညံသွားခဲ့တယ်။ အဲ့ဒီမှာထူးဆန်းတာကနေရာလည်းမရှိရွာနေတဲ့မိုးသီမိုးပေါက်တွေကကျွန်တော်နဲ့ဥပိ္ပတေရဲ့ခန္ဓာကိုယ်ပုံကိုပဲချနေပြီးဆရာရဲ့ခန္ဓာကိုယ်ပုံကိုတပေါက်တလီမှမချခဲ့တာပဲဆရာကကျွန်တော်တို့အဖြစ်ကိုမြင်တော့လွေထဲကနေအင်းလူလူစမလူလူစက်ကူတစ်ချက်ထုတ်ခါမြေကြီးပုတ်ကိုချလိုက်တဲ့အချိန်တောနဲ့ရွာသွန်းနေတဲ့မိုးသားတွေကရှင်းရှင်းတိတ်သွားပြီးတင်ညိုတွေကလည်းအချားရက်ကိုလွင့်ဆင်သွားတာကိုမြင်လိုက်ရတယ်ဆရာရဲ့အဆောင်ကဆွဲလိုက်တာဗျာ ကိုနေတော့တဲကြီးမဲကြီးရွာနေတယ်မူကချက်ချင်းဆုတ်တလို့တိတ်သွားပါလားဟုတ်တယ်ကိုခင်မောင်သူတို့ကကျုပ်တို့ခီးနှောင်နေအောင်လုပ်နေကြလို့မော်တာအင်းနဲ့ဆွဲပစ်လိုက်ရတာလေအခုကစပြီးမမြင်နိုင်တဲ့အန်ဒီယာတွေများလာနိုင်တာမူသတိတော်ရှိကြပါဆရာကကျွန်တော်တို့ကိုသတိပေးပြီးတောင်ပိုင်ဖိုးပြောတဲ့ရေကုန်ကိုရှိရဘက်ကိုဆက်ထွက်သွားခဲ့တယ်ခီးဆက်နေရင်အချိန်ကတဖြည်းဖြည်းကုန်လွန်လာခဲ့တယ်လို့နေအောင်ကလည်းမှိန်လူစစဲဖြစ်လာတဲ့အချိန်ကိုခင်မောင်ကြီး ဒီမှာပဲညာရီနားတော့မေးတင်တယ်။ရှင်နားမှာတော့စမ်းတစ်ခုရှိမဲ့ပုံပဲ။ညာအတွက်တောက်ရီလိုရမယ်ကခထားပေါုံလိုပြောတာကြောင့်ကျွန်တော်လေကြောပုတ်ထဲပါလာတဲ့ရေဘူးအရှုပ်ကိုထုတ်ယူကတောက်ရီခပူထွက်သွားခဲ့လိုက်တယ်။ကျွန်တော်လေတိပိငယ်လေးတွေသာရှိတဲ့လမ်းလေးအတိုင်းရှောက်လာခဲ့ရာတဘာဝလေးရောက်စီးစင်းနေတဲ့စမ်းချောင်းလေးတစ်ခုအနာကိုအရောက်မှာတော့ကို့မျက်လုံးကမယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့စမ်းချောင်းရဲ့ဘေးနှက်ဖက်မှာ ဖြူဝင်းဖွှစ်စွနေတဲ့အသားရည်ရှိတဲ့မင်းပြုတ်လေးယောက်ခန့်ရေရှုံးနေကြလို့ပဲ။ခြိုက်ကြီးဖုန်ငယ်အတွေ့အတွေ့အလှတရားတွေကိုပါလှတဲ့အဝေးလေးနဲ့ဖုံးထားတဲ့မင်းပြုတ်လေးတွေကိုမြင်လိုက်ရတဲ့အချိန်ကျွန်တော်စိတ်ထဲတုံနကားလှည့်တယ်လို့တထိန်ထိန်ဖြစ်သွားပြီးအကြည့်တွေကလည်းဘယ်လို့မှဖယ်လို့မရနိုင်ခဲ့ပြီ။မင်းပြုတ်လေးတွေကကျွန်တော်ကိုမြင်တော့ညှိုးတဲ့အပြစ်ပါတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးချက်တလို့ယွန့်တလို့မျက်နှာပေးတွေနဲ့ညွတ်တုတုလောက်ကလက်ရက်ခုန်နေတာကိုသတိလက်လို့ငေးကြည့်နေတဲ့အချိန်ကိုခင်မောင် ကိုခင်မောင်းဆိုတဲ့အတန်ကိုခတူတူလေးကြားလိုက်ရတယ်။ကျွန်တော်လည်းအတန်ကြားရအောင်လှမ်းကြည့်ဖို့ကြိုးစားပေမဲ့အတန်ကဝေးလာလိုက်နီးလာလိုက်နဲ့ဖြစ်နေခဲ့တယ်လို့ကျွန်တော်စိတ်ကလည်းအညှို့ခံထားရသူလို့ကြောင်တောင်ဖြစ်နေခဲ့တယ်။ကိုခင်မောင်းတတိထားပါဦး။အောစာပြေးပါတဲ့အတန်နှိမ့်သူငယ်လေးကိုခက်ဆက်ဆက်ရိုက်လာတဲ့ထီထွေမှုကြောင့်ကျွန်တော်ခေါင်းကိုခါရင်းလိုက်ပြီ။ကျွန်တော်ကျွန်တော်ဘာဖြစ်သွားတာလဲ။ဘာဖြစ်ရမလဲ။ကိုကောင်တွေခမည်းကိုညှို့နေရလား။ ဆရာကစမ်းကြောင်းတစ်ဖက်ကိုလက်ညှိုးထိုးပြလို့ကြည့်လိုက်ရာလူကြီးပေါုံလုံးခန့်ရှိတဲ့စပယ်ကြီးမွေလေးကောင်ကရှားတလစ်တလေထုတ်ပြီးကျွန်တော်တို့ကိုကြည့်နေတာမြင်လိုက်ရတယ်။တော်သေးတာပေါ့ခင်မောင်ရေဆရာကမင်းကိုစိတ်မချလို့လိုက်လာလို့တာပဲ။မဟုတ်ရင်မင်းတို့မျိုးခန်တရားလောက်ပြီ။ဥပေတေကကျွန်တော်လက်မောင်းကိုဆွဲပြီးအနောက်ကိုဆွဲခေါ်လိုက်တဲ့အချိန်ဆရာကစပယ်ကြီးမွေလေးကောင်ကိုလက်ညှိုးထိုးကအလုံးကိုနေရာကိုပြန်ကြစမ်း။နောက်မှငါအဆိုးမဆိုးနဲ့လို့ငေါလိုက်တော့မှ ။မွေကြီးလေးကောင်ကအနီးနားကချုံတွေထဲဟူချုံကနေတိုးဝင်ကထွက်ပြေးသွားခဲ့တယ်။ဟူတိုးနဲ့လာလေလေအန်ဒီရဲ့ပုံများလေလေပါလား။အခုကစပြီးကျုံမသိပဲအပေါ်ပါတော်မသွားမိစင်းနဲ့။ဆရာစကားကြောင့်ကျွန်တော်တို့လေလေးလံ့နေတဲ့စပူးလက်နဲ့ဖြီးပြီးခေါင်းချိန်ပြလိုက်တယ်။ညဘက်ရောက်တော့တနေုံပင်မထားတဲ့တန်ကြောင်မိကနေအိပ်ဖြိုသွားတဲ့အချိန်အတန်တဲ့ကြီးနဲ့အော်လိုက်တဲ့တန်ကြောင်ထားကြည့်လိုက်ရအမောင်လူတွေကိုလည်းညှို့ထိုးပြီးဂါရာတပုတ်ကိုယူနေတဲ့ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။ ဆရာဘာဘာဖြစ်တာလဲတိကျုပ်ကိုက်ခင်ထီပြီးတည်ခဲ့တဲ့တရေတောင် စီနာကတ်လာလို့မောင်းထုတ်နေရပါကဲကဲပြန်ကြတော့ဆရာကခီးပြောနေပြီမေကျွန်တော်ကအမှောင်လူတွေကိုကြည်လိုက်ဥပိတ်တွေကိုကြည်လိုက်နေကြောင်ရုပ်စိတ်တွေဖြစ်ပေါ်နေခဲ့ရာမနေ့နှစ်ချက်ထိုးလောက်ရောက်မှမိကနေအိပ်ပျော်သွားခဲ့တယ်အာယုံတဲ့အလင်းရောက်ချိန်မှာတော့ပါလာတဲ့ရေခါချောက်ရှုံနေပိုက်ဖြစ်ပြီးရေကုန်ရှိရဘူးခီးဆက်ခဲ့ကြရာမနေ့၁၀နာရီလောက်ရောက်မှတော့ တဘာဝအတိုင်းပြစ်တည်နေတဲ့ကြောက်ရည်တုံထုစီကိုရောက်လာခဲ့ကြတယ်။အလုံးမြင်မာတဲ့ကြောက်ဆောင်ပေါ်ကနေတော် တော်တော်တော်စီးစင်းနေတဲ့ရေကုံရဲ့အလှကိုငေးကြည့်နေတဲ့အချိန်ဂျို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 အတန်တွင်နေတူအကောင်30ခန်းပါတဲ့တောဆင်ရိုက်တအူကညီမြသမ ्या တစ်ပင်တစ်ခိုင်းတွေကိုတနေပြီးကျွန်တော်တို့ရှိရာကိုပြေးလာနေတာမြင်လိုက်ရတယ်။တောဆင်ရိုက်ဆိုတဲ့မျိုးကရှေ့မှာရှိသမ ्या အရာတွေကိုနင်းရှိဖြစ်စီတတဲ့အရင်ရှိရာကြောင့်ကျွန်တော်လေးအလန်တရားထွက်ပြေးဖို့လို့ဆရာကဂုတ်ကနေဆွဲပြီး ပြင်းမနေနဲ့ပြင်းရင်လည်းလွတ်မှာမဟုတ်ဘူးဒါကကျုပ်တို့ကိုစမ်းနေတာပဲဖြစ်မယ်လို့ပြောတာအရှိကနေပြေးလာတဲ့ဆွဲဆုံစင်အရှိမရက်လိုက်ပြီးဖနှောင့်ကိုဖောက်ခနဲပေါက်ချလိုက်ရာ ဆွဲဆုံစင်ကကြီးကနေတစ်ချက်အော်ကဖင်ထိုင်လေးရဲ့လဲကျသွားတာကိုမြင်လိုက်ရတယ်ဆွဲဆုံစင်လဲကျသွားတာမြင်တော့အနောက်ကပါလာတဲ့စင်တွေကရှစ်ဆက်မတိုးတော့ပဲမြင်မြင်သမျှအရာတွေကိုနမောင်းနဲ့ရေပတ်ကဖြက်စီးပါလိရောအဲ့ဒီအချိန်ဆရာကမြေကြီးတစ်စုပ်ကိုခောက်ယူပြီးစင်ုံထဲကိုပတ်လိုက်ရာဆွဲဆုံစင်ရဲ့ဥကောင်းထက်ကနီး စပင်းချီချင်းနဲ့လူတယောက်အိုဟီရင်ပြင်းစင်းသွားတာမြင်လိုက်ရတယ်။အဲဒီတော့မှဆရာကမြေကြီးကိုဖနှောင်းနဲ့သုံးချက်ဆင်းပေါက်ပြီးလက်နဲ့ဝင်ရလိုက်ရာတောစင်အိုင်အုပ်ကြီးကလာရလန်တိုင် ပြန်လေဝင်ရောက်သွားခဲ့တယ်။ဆရာလည်းအချိန်လေးကိုအကက်ခတ်ပြီးတာနဲ့ရေကုန်အဆက်မှာဖြောင်းတိုင်သုံးတိုင်အမွှေးတိုင်သုံးတိုင်ထုံပြီးရေပြင်ကိုလက်နဲ့သုံးချက်ပုတ်လိုက်ရာရေကုန်အောက်ခြေကနေရွှေအိုရောင်အစင်တစားဝစ်စင်ထားတဲ့အသက်20အရွယ်မိမတရားကိုယောက်ျားတရားကိုထိုးထွက်လာခဲ့တယ်။အဆိုပါလူနှစ်ယောက်ကဆရာကိုမြင်တော့ ရှင်ဘက်ကိုလက်နဲ့ထူဟာကျွန်တော်တို့ဖြစ်စေချင်တာအခုမှဖြစ်ရတော့တယ်ဒီလိုနေမျိုးကိုစောင့်နေတာနှစ်ပေါင်းတရာကျော်ပြီဆိုပြီးတဟီးနဲ့ခြိုက်ကြီးတငင်ငိုကြွေးပါလေရောကျွန်တော်တို့လည်းတသက်မှာတစ်ခါပဲမြင်ဖူးတဲ့မြင်ကွင်းကြောင့်မှင်သက်စွာငေးကြည့်နေတဲ့အချိန်တင်တို့ကဆရာတော်အိမ်မက်ပေးတဲ့မောင်နှမနှစ်ယောက်လားဟုတ်ပါတယ်ဆရာတော်ရဲ့တာနာပြုလုပ်ငန်းတွေမှာကျွန်တော်တို့မောင်နှမပိုင်တဲ့ကျုံးနဲ့တုံးကိုလူချင်းလို့အိမ်မက်ပေးခဲ့တာပါအခုကျုံးနဲ့တုံးကဗမာရှိနေရလေ ဟိုရီရေကုံအောက်မှာရှိပါတယ်။မောင်နှမနှစ်ယောက်ကရေအောက်ကိုလက်ညှိုးထိုးပြပြီးဖြတ်ကနေပျောက်ွယ်သွားခဲ့တယ်။ဦးပိတေအခုတော့ခင်ဗျားတို့လည်းရောက်ပြီ။ရေထဲဆင်ပြီးကျိုးနဲ့တုံးကိုဆဲဖို့လုံးကြပြီတော့။ဆရာစကားကြောင့်ဦးပိတေကရေထဲကနေကျိုးချောင်းကိုထုတ်ယူကာခါမရှိတ်လိုက်ပြီးကျိုးတဆောက်ကိုကျွန်တော်ကိုကမ်းပေးလိုက်တယ်။ခင်မောင်ကြီးငါအောက်ရောက်လို့ကျိုးနဲ့တုံးတွေ့ရင်ကျိုးစာကိုဆွဲလိုက်မယ်။ဟုတ်ကဲ့ဦးပိတေ ဥပဒေကကျုံးကုတ်တဲ့နေရာမှာအတွေ့အကြုံရှိသူပြီးပြီးရေထဲမစင်းခင်လက်အုပ်ရှိကတထုတ်ထုတ်ရွတ်ဆူနေခဲ့တယ်။ဥပဒေလိုရမယ်ရဒီဆောင်လေးငုံသွားအောင်။ဆရာကကြီးပြားလေးလေးတခုကိုကမ်းပြလိုက်တာကြောင့်ဥပဒေကပဆောင်ထဲငုံပြီးပွက်ကနေတိုင်းပင်ထိုးဆင်းသွားခဲ့တယ်။ဆယ်မိနစ်လောက်ကြာတော့လက်ထဲကင်ထားတဲ့ကျိုးစားကချက်ကနေလှုပ်ခတ်သွားတာကြောင့်ဆွဲကြည့်လိုက်ရာခတိတိအထီးတွေကိုခန်းစားလိုက်ရတယ်။ဆရာဥပဒေကျိုးနဲ့တုံတွေ့ပြီထင်တယ်။ ျွန်တော်စကားမဆုံးခင်မှာပဲရေပေါ်ကိုပေါ်လာတဲ့ဥပ္ပဒေကိုမြင်လိုက်ရတယ်။ဥပ္ပဒေအချိန်လေးဘလို့ရှိတယ်။နဲနဲတုံကြီးမှောက်ဘူးဗျ။အခုတော့တုံးပဲရှိရသေးတယ်။ခင်မောင်ငါ့ကိုကျိုးချောင်းထပ်ပေးဦး။ကျွန်တော်လည်းဥပ္ပဒေကိုကျိုးချောင်းထပ်ပစ်ပေးလိုက်ပြီးအချိန်လေးကိုစောင့်ကြည့်နေခဲ့လိုက်တယ်။ဆယ်မိနစ်လောက်ကြာမှတော့ဥပ္ပဒေပြန်ပေါ်လာပြီးကုန်းဘုတ်ကကမန်ကရန်ပြေးတက်လာတာကိုမြင်လိုက်ရတယ်။ဥပ္ပဒေဘာဖြစ်လာလဲဗျ။ ကျွန်တော်စကားဥပိတီကဘာမှပြန်ပြောပေရင်ဘက်ကိုလက်နဲ့ဖိကအသက်ကိုခက်မြမြန်ရှူနေခဲ့တယ်ခဏနေတော့ဆရာကိုလှမ်းကြည့်ပြီးရေရေအောက်ကကျုံးနေတော့ပေါ်မှာလူတွေထိုင်နေကြတယ်ခုနကဘာမှမတွေ့ပဲအခုမှမြင်လိုက်ရတာသူသူတို့ပုံစံကကြောက်စရာကြီးတွေဒါဖြစ်ကျုံးနေတော့ကိုမရှိနိုင်ခဲ့ဘူးလားငါပြောတာစုံအောင်နားထောင်ပါအောင်ခင်မောင်ရ တို့ကကျွန်တော်အနားရောက်တော့အလန့်တရားအိုပြီးထွက်ပြေးသွားကြလို့နောက်လေကြိလိုက်တာကျွန်တော်နောက်မှာလှန်တွေကင်ထားတဲ့လူတွေအများကြီးပါလာတယ်ဥပိတေစကားဦးဆရာကခပြုံမြုံမြန်ထားနေကြည့်ပြီးဒါကြောင့်ဥပိတေကိုအဆောင်ပေးလိုက်တာပေါ့အခုအလုံးအဆင်ပြေတယ်မဟုတ်လားကြည့်တယ်ဆရာစိုးစားကိုလူအားနဲ့ဆွေးရင် အပေါ်ရောက်ပြီဒါဖြစ်တော့ဦးကြီးတို့ခဏဆောင်းလိုက်ပါဦးသူတို့ကိုလှမ်းခေါ်ထားတယ်ဆရာဖြစ်သူစကားကြောင့်ကျွန်တော်ကြောင်အားဖြစ်သွားခဲ့တယ် ျွန်တော်တို့နားမှာအများရန်ရှိနေတဲ့သူကတော့အကြီးကိုဘယ်ချိန်ခေါ်လိုက်တာလဲပေါ့နောက်ထပ်တနားကြီးလောက်ကြာမှာတော့စင်ဦးစီးတွေရဲ့ဩဟိတန်ကျိုးဝိုင်းစင်တွေရဲ့ဩတန်နှိတူတော့အကြီးကိုဖွဲရောက်ချလာခဲ့တယ်ဟင်ဆရာကကနေကကျွန်တော်နောက်ကဆင်မှာပါလာတာမဟုတ်လားဘလို့လုတ်ပြီးအောက်ကိုရောက်နေတာလဲတော့အကြီးကအောင်မြတ်တာကိုအန်ဩတဲ့ဟန်နဲ့မေးလိုက်ပြီးစင်ပေါ်ကနေခုံဆင်းလာခဲ့တယ်တော့အကြီးရှိမှပဲဆင်းလာတာလေး ကျုံးတဲ့တုံးကိုတွေ့ကျင်ဆုံးနဲ့သတိမထားမိတာနေမယ်။ဟုတ်တယ်လေဆရာ။ကိုနေ့ကလမ်းကွေးမှာဆရာရှိကပဲဆင်းသွားတာလေ။ဆင်းဦးစီးတယောက်ရဲ့စကားကြောင့်တောဟုတ်ကြီးခေါင်းကိုကုပ်လိုက်ပြီးကျုပ်သတိမထားမိလိုက်တာနေမှာပါ။လက်စတတော်ကျုံးတဲ့တုံးကကျုပ်တို့ရဲ့ကြိုးဝိုင်းထဲမှာရှိနေတာပါလား။ဗျာ။ဘာဖြစ်လို့လဲကိုခင်မောင်။တောဟုတ်ကြီးစကားဆုံးမဆရာကကျွန်တော်ပခုံးကိုပုတ်လိုက်ပြီးကိုခင်မောင်ကြီး ကျိုးစားတွေကိုစင်ဦးစည်းရစီပေးလိုက်ပါအောင်လို့ပြောကမျက်စိတစ်ဖက်ကိုဖိတ်ပြကကိုခင်မောင်ကြီးကျိုးစားတွေကိုစင်ဦးစည်းရစီလှမ်းပေးလိုက်ပါအောင်လို့ပြောကမျက်စိတစ်ဖက်ကိုမှိတ်ပြတာမြင်လိုက်ရတယ်ဒီလိုနဲ့တောဟုတ်ကြီးရဲ့အကူကြီးနဲ့ရေအောင်မှမြုပ်နေတဲ့ကျိုးနဲ့တုံးကိုအခက်ခဲမရှိဆဲယူနိုင်ခဲ့ပြီးစကန်းစီကိုတဲယူလာနိုင်ခဲ့ကြတယ်အပြန်ခီးမှတော့ကျွန်တော်ကဥပိတေနာကိုကတ်ပြီးဥပိတေကျွန်တော်တို့နှစ်ညရေးသွားတဲ့ခီးက အခုကြတော့တဏ္ဍာရီစာလောက်ပဲရှိနေပါလားအတော့ကိုထူးဆန်းတာပဲနော်အေးလောကမှာမင်းညံ့တဲ့လိုက်မမီတဲ့အရာတွေအများကြီးရှိတယ်ကွာဒါကြောင့်ပါဇက်ကိုပိတ်ပြီးငြိမ်လေးလိုက်ခဲ့ဥပေရီစကားကြောင့်ကျွန်တော်လေဆရာဖြစ်သူကိုကြည်လိုက်ဂျုံးနဲ့တုံးကိုကြည်လိုက်နေတပြင်းချစ်တစ်ချက်ကိုရှားလိုက်ပါတော့လေအဲ့ဒီနေ့ကဆရာကိုနောက်ဆုံးတွေ့ရခြင်းဆိုတာကျွန်တော်မသိခဲ့လိုက်ဘူးနောက်တနေ့မှာတော့ဆရာတော်ကိုယ်တိုင်ကြွလာပြီးဘကူယုံမအတွင်ကရရှိခဲ့တဲ့ဂျုံးနဲ့တုံးကိုလာရောက်ကြည့်ရှုခဲ့ပြီးမြဲ ဆရာဖြစ်သူကိုတော့ဘယ်သူမှမတွေးခဲ့ရပြီကျွန်တော်လည်းဆရာဖြစ်သူကိုမတွေးလို့ဥပိ္ပတေကိုမေးကြည့်တော့ဆရာကလေးနဲ့တူတော်လူတူလာချင်းရင်ရောက်လာလိမ့်မယ်လို့ပြန်ပြောခဲ့တယ်ဘကူးယုံမအတွင်ကနေရရှိလာတဲ့ကျုံးတဲ့တုံးကြီးကိုတော့ယခုအခါမှာမော်လမြိုင်မျိုးငကမောက်စီဒီမှာငကယုံဖျားရှင်တိဝလိပုံတော်အဖြစ်ဖူးမြောက်နိုင်ပါကြောင်းတင်းကောင်းပါလိုက်ပြစီညာစည်းစာဆရာတော်ဖျားဘကူးယုံမအတွင်မှာအိမ်မဲအရတဲဆောင်လာခဲ့တော့ကျုံးတဲ့တုံးတုံးအကြောင်းဟာ စာရေးသူဤစေကူဖြင့်ပုံဖော်ရေးသားပူဇော်အပ်ပါသည်။ဟုတ်ကဲ့ဇလံလေးရတော့ဒီမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။နောက်နောက်မှလည်းအောင်မြတ်သားကြီးအပိုင်းဆက်ဇလံများကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံကပဲဖြစ်ပါရယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းအပြာသောသူဟာတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ။